ီစီပီသာဟင်းနှုတ်နယ်ရွက်ကလေးတွေကိုရေစူးစူးထဲမှာ2မိနစ်လောက်ထည့်ပြုတ်လိုက်ပါမယ်ဖုံးလောမအုပ်ပါဘူးเนาะရွက်ကလေးတွေမဲဝါမှာဆုလို့ပါပြီးရင်เนาะဟိုဘက်ဒီဘက်သေချာမွေပြီးလိုက်ပြီးရင်စကားတဲ့ကိုရေအေးအေးအလောင်းထားတဲ့စကားတဲ့ကိုစစ်ချပြီးလိုက်မယ်ပြီးအထက်အပူငွေတွေပျောက်သွားအောင်လို့ခပ်ဖွားဖွားလေးအဲနေထားပြီးလိုက်မယ်ပြီးရင်เนาะရေစင်အောင်ညှစ်ပြီးတာ ਨੇ ကိုလိုအပ်သလိုပပလေးတွေလီထားပေးလိုက်မယ်။ပစွန်ကြောက်ကိုတော့အမှုတ်သုံးလဲရတယ်။အကောင်လိုက်သုံးလဲရတယ်။ကျမတော့အကောင်လိုက်ပဲသုံးထားပါဗျ။ပြီးရင်တော့ချက်သွနီပပလေးပြီးတော့ရေးဆေးထားတာလေးတွေထည့်မယ်။ စစ်သူနီစီချက်ကလေးကိုထမင်းစားစုံနဲ့၃စုံလောက်ထည့်ပါမယ်။ပြီးရင်တော့မြေပဲစားလို့ထောင်းတာလေးကိုထမင်းစားစုံနဲ့၃လေးစုံလောက်ထည့်ထားပေးလိုက်မယ်။ဒါကတော့အစိမ့်တုတ်တာဖြစ်တဲ့အတွက်ကြောင့်အချင်းမထည့်ပါဘူးနော်။ညရွက်တုတ်လိုပဲရန်စားလို့ကောင်းပါတယ်။ပြီးရင်တော့အဲငားငံမြားရေးကိုထမင်းစားစုံနဲ့တစ်စုံထည့်ပေးမယ်။ဟိုအငန်ဒီရွက်ကလေးအငန်ကြောက်တဲ့အတွက်ကြောင့်မို့လို့စားရောငံမြားရီကိုထိမ့်မိထဲပါနော်။ ပြီးရင်တော့နှက်နှက်လေးကိုအပေါ်နေဖြူပြီးတော့တက်သွုံကြော်လေးရှိရင်တော့တက်သွုံကြော်လေးထပ်အုပ်လိုက်ပါရန်ကိုစားကောက်ပြီးတော့ဂရင်းတွေ့စေမဲ့ခင်းနုနယ်ရဲ့တုပ်လေးဖြစ်ပါတယ်